ါပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ KNU ရဲ့တိုက်ခိုက်မှုကြောင့်သိဆုံးသွားတဲ့ဗိုလ်ပြင်းစကခ73ကဒူစကခမှုဗိုလ်မှူးကြီးမျိုးတန်ကိုတကြိုးတဲ့ချိန်မှာဗိုလ်မှူးချုပ်ယာရုတိုးပေးလိုက်ပြီး သူရဲကောင်မှတ်တမ်းဝင်တစိမ့်ပေးရမယ်လို့စစ်အုပ်စုကပြောပါတယ်။မြန်မာနိုင်ငံတဝမ်းမှာပြည်ပအစားထိုးသွင်းကုန်တွေအစား ပြည်တွင်းထုတ်ကုန်တွေကိုစိုင်းတွေဖွင့်လှစ်ရောင်းချဖို့အတွက်စစ်ကော်မရှင်ကပြည်내တိုင်းအစိုးရတွေကိုအရေးပေါ်ညွန်ကြားလာတဲ့သတင်းအပါအဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမအောင်တင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းမှာနေမြေကွင်းဆင်းတဲ့ချိန် KNL ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့ဗိုလ်ပြေစာကခ73ကဒုစာကခမှုဗိုလ်မှူးကြီးမျိုးတန်ကို နာရေးတကြိုချိန်မှာဘုံမိုးချုပ်ယာရုကိုစစ်တပ်ကတိုးပေးလိုက်ပြီးသူရဲကောင်းမှတ်တမ်းဝင်တစိမ့်ပေးရမယ်ဆိုတာကိုစစ်ပတ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ25ရက်နေ့နေ့လယ်12:15မိနစ်အချိန်မှာတနင်္သာရီတိုင်းဘုတ်ပြင်းမြို့ကနေလင်းညာမြို့ဘက်ကိုနေမြင်စစ်စေးရေးကွင်းစင်းနဲ့စစ်ကား3စီးကို KNL တပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်ဘုတ်ပြင်းအခြေဆိုင်အမှတ်73စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်က ဒုတိယစကားခါမှုဘိုမိုးကြီးမျိုးတန်အပါအဝင်စစ်သား20ထက်မနည်းသေဆုံးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘိုမိုးကြီးမျိုးတန်ရဲ့အလောင်းအပါအဝင်စစ်သားအလောင်းတွေကိုရသမျှကောက်ယူကာဗိုလ်ပြင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ပြီးပြီးခဲ့တဲ့ဩဂတ်စ်လ28ရက်နေ့မှာတော့ဗိုလ်မိုးကြီးမျိုးတန်ကိုဗိုလ်မှူးချုပ်ယာဒူတိုပေကတကြိုခဲ့တယ်လို့သိရပါတယ်။ဘိတ်ကျိုးစုဘက်မှာသူတာဝန်ယူထားရတဲ့တက်နယ်မြေအေဗီယာတဲမှာ သူကဒူးတက်မှမူတယောက်အနေနဲ့ area commander ပဲဆိုပေမဲ့ချင်းလီတရင်တရင်မှုတယောက်စစ်ကြောင်းထွက်တယ်ဆိုရင်ဖွဲ့စည်းပုံအရာတော့ကား6စီးလောက်ပါပေမဲ့အခုကကား3စီးနဲ့ထွက်လာတယ်ဆိုတော့ကသူတို့မှနောက်ချန်အင်းအောင်အတော်နေပါနေတယ်ဆိုတာကို သိရတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပြပါတယ်။စက္ကခ73ဒုတိယစက္ကခမှုဗိုလ်မှူးကြီးမျိုးတန်အောင် ေဆုံးချိန်မှာအသက်49နှစ်ရှိနေပြီ သူက တနင်္သာရီတိုင်းပြည်သူစစ်တပ်တွေကိုဦးစီးကုတ်ကဲရသူတဦးဖြစ်ကစစ်တပ်ကတို့အပတ်စဉ်40ကျောင်းဆင်းဖြစ်ပါတယ်2023ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတော့စစ်မှုထမ်းကောင်းတစိ့ချီးမြှင့်ခံခဲ့ရသူဖြစ်က သူတေဆုံးမှုနဲ့ပတ်သက်ပြီးကံယိုတိုင်းစစ်ဌာနချုပ်ကစကခ73စကခမှုကိုစစ်ခုံရုံးဖွဲ့စစ်ဆင်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာပြပအစားထိုးသွင်းကုန်တွေအစားပြည်တွင်းထုတ်ကုန်တွေကိုစိုင်းတွေဖွင့်လှစ်ရောင်းချဖို့အတွက်စစ်ကောမရှင်ကပြည်နယ်တိုင်းအစိုးရတွေကိုအရေးပေါ်ညွှန်ကြားချက်တွေထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဩဂတ်စ်လနောက်ပိုင်းမှာထုတ်ပြန်လိုက်တဲ့စစ်ကောမရှင်ရဲ့ညွှန်ကြားချက်မှာပြည်နယ်တိုင်းအစိုးရတွေအနေနဲ့မိမိတို့ရဲ့ပြည်နယ်တိုင်းတွေအတွင်းမှာ ပြည်သူတွေတသက်သာသာနဲ့အသုံးပြုနိုင်ဖို့အတွက်ပြည်တွင်းထုတ်ကုန်တွေအားလုံးကိုရောင်းချနိုင်တဲ့စိုင်းတွေအားလုံးကိုတိုင်းဒေသကြီးပြည်내အစိုးရတွေရဲ့အစီအစဉ်နဲ့မြို့နယ်တိုင်းမှာဖွင့်လှစ်ရောင်းချသွားဖို့လိုအပ်တယ်ဆိုတာကိုညွှန်ကြားလာတာပါအဲ့ဒီစိုင်းတွေမှာရောင်းချမဲ့စက်ပြာကအစစားတော့ကုန်လူသုံးကုန်ကုန်ပစ္စည်းတွေအားလုံးကိုပြည်ပသွင်းကုန်အစားထိုးပြည်တွင်းကုန်ပစ္စည်းစစ်စစ်တွေကိုသာရောင်းချရမယ်လို့ညွှန်ကြားလာတာကိုသိရပါတယ် ပြည်ရေးထုတ်ကုန်တွေကိုတည်တံ့ရောင်းချတဲ့စိုင်တွေကတော့အရင်စက်မှုဝင်ကြီးဌာနကဖွင့်လင်းခဲ့တဲ့ဝင်းသူစာအယောင်းစိုင်တွေလိုမျိုးမဟုတ်ဘဲပုဂ္ဂလိကလုပ်ငန်းရှင်တွေစစ်တပ်လက်အောက်ခံစက်ယုံအလုပ်ယုံတွေက ထုတ်လုပ်တဲ့ထုတ်ကုန်တွေ အပါအဝင်ပြည်ရေးထုတ်ကုန်တွေကိုအစိုးရပုဂ္ဂလိကမခွဲခြားဘဲကုန်ပစ္စည်းအမျိုးစုံ ရောင်းချခိုင်းတယ်လို့လည်းသိရပါတယ်။အဲဒီလိုမျိုးပြည်ရေးထုတ်ကုန်တည်တံ့ပဲရောင်းချခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ကုမ္ပဏီတွေရှိရင်လည်းအခွန်သက်သာခွင့် လိုင်စင်တွေလင်းမြန်စွာချပေးတာတွေအပါအဝင် အထူးသက်သာခွင့်နဲ့အခွင့်အရေးတွေပေးပြီးဖွင့်လင်းခွင့်ပြုဖို့အတွက်ကိုပါညွှန်ကြားထားတယ်လို့သိရပါတယ်ရှင်။တစ်ဖက်မှာလည်းပြည်ပထုတ်ကုန်တွေကန့်သက်ပြီးပြည်တွင်းထုတ်ကုန်တွေနဲ့ပတ်သက်ပြီးညွှန်ကြားမှုတွေလုပ်နေပေမဲ့တခြားတစ်ဖက်မှာတော့အသက်မပြည့်သေးတဲ့လူငယ်တွေကိုပေါ်တာဆွဲတာတွေလုပ်နေပါတယ်။ပဲခူးတိုင်းရေတာရှင်မြို့နယ်မှာအသက်၁၈နှစ်အောက်လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး16နှစ်ပြည့်မှတ်ပုံတင်တွေအ мян ရိုက်ထုတ်ပေးကစစ်တင်တန်းချောင်းကိုပို့ဆောင်နေတယ်လို့ဖမ်းဆီးကန်လူငယ်တွေရဲ့မိဘဆွေမျိုးတွေစီကနေသိရပါတယ်ပဲခူးတိုင်းရေတာရှည်မြို့နယ်မြို့လာမြို့ချောင်းမကြီးတစ်ရက်ကွက်ဥက္ကဋ္ဌသိမ့်ဖေမြင့်ကစစ်တပ်နဲ့အတူ ရက်ကွက်အတွင်းကလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေပြီးဖမ်းဆီးရရှိတဲ့လူငယ်တွေတဲကမှအသက်16နှစ်အောက်လူငယ်တွေကို စတက်နဲ့လာဝကခေါ်လူဝင်မှုကြီးကြပ်ရေးတို့ပူးပေါင်းကာအသက်၁၈နှစ်ပြည့်မှတ်ပုံတင်တွေကိုချက်ချင်းလိန်လေရိုက်ထုတ်ပေးပြီးစစ်မှုထမ်းတင်တန်းချောင်းကိုချက်ချင်းပို့ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ရေတာရှင်မြို့နယ်မှာစစ်မှုထမ်းခြင်းအဖြစ်လာစဉ်ငွေကြေးကောက်ခံမှုမှာတော့တလားကိုငွေကြက်သသိအ ਨੇ ဆုံးတောင်းယူလာပြီးပြည်ပရောက်နေတဲ့လူငယ်တွေအတွက်ကတော့တလားကိုငွေကြက်၂သိန်းခွဲအထိတောင်းယူလာတယ်လို့သိရပါတယ်။ ဒါအပြင်အစ္စလမ်ဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေနဲ့ဟိန္ဒူဘာသာဝင်တွေလိုမျိုးဘာသာခြားငွေကြေးတက်နိုင်တဲ့နေအိမ်တွေကိုတလကိုစစ်မှုထမ်းခြင်း6သိန်းအထိကိုစစ်တပ်ရဲနဲ့ပြူစောထီးတွေကအုတ်ချုပ်ရေးမှုတွေနဲ့ပူပေါင်းကာကောက်ခံနေတယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းတရဲမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရင်တန်းကိုတိုက်ခိုက်ခဲ့ရာကြောင့် စစ်တပ်ဘက်ကအရာရှိတအူအပါဝင်16ယောက်သေဆုံးခဲ့တယ်လို့ United State of Burma Army USBA ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကစက်တင်ဘာလ6ရက်နေ့နေ့လယ်2:17မိနစ်ခန့်မှာတရဲမြို့နယ်မှာရှိတဲ့ကျေးရွာ10ရွာကျော်ကိုစစ်ကြောင်းထိုးနေတဲ့အင်အား80ခန့်ပါစစ်ကြောင်းကို တော်လန်ရေးတပ်ဖွဲ့တွေကညာဝိုင်းကျေးရွာနဲ့တက်ကျေးရွာအကြားလမ်းပိုက်တနေရာအရောက်မှာပဲကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိတဦးအပါအဝင်16ယောက်တေဆုံးခဲ့ပြီးတေဆုံးသူတွေထဲမှာတော့အမျိုးသမီးစစ်သည်တွေလည်းပါဝင်တယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရာသိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတရဲမြို့နယ်အတွင်းမှာရှိတဲ့တံမြာကိုင်းပောက်ဖြူတာစီအပါအဝင်ကျေးရွာ73ရွာကို9ရက်တာစစ်ကြောင်းထိုးမှွေနှောက်နေပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလူရက်ခါဖော်ကာ3စီးနဲ့ ကပါစစနစ်ကိုနေ့စဉ်ပို့ဆောင်နေတယ်လို့သိရပါတယ်။အခုလိုပဲအဲ့ဒီစတင်မာလာ6ရက်နေ့ညနေ4နာရီခန့်မှာလေတရက်မင်းလာလမ်းပိုက်မှာကပါစစနစ်ကိုကပါစလုပ်ငန်းသုံးပစ္စည်းတွေတဲဆောင်လာတဲ့ကွန်တိန်နာ၄စီးလုံခြုံရေးအင်အား40နီးပါးပါဝင်တဲ့စစ်ကား၄စီးနဲ့ရှေပြေကင်းဆိုင်ကင်၅စီးပါရင်နှန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကတရက်မြို့နယ်ဘော်ရဲစခန်းမြောက်ဘက်၄ကီလိုမီတာအကွာမှာရှိတဲ့ တစည်းကောက်ကျေးရွာအနီးမှာပဲဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရဲတုံးရောက်ပွဲချင်းပြီးသိဆုံးကရေဝလောင်းကိုကပါစာစနစ်ကို ပြန်လည်တည်ဆောင်သွားပြီးတော်လန်ရင်ရဲဘော်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကတရင်ကိုပဲဆက်လက်ပြောပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်တက်မတရားတက်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က ထိခိုက်သိမ်းဆုံးမှုရှိတယ်လို့ Cobra 1ပခုတ်ကူလက်နက်ကြီးတပ်ဖွဲ့ရဲ့ဗိုလ်မွေဟောက်ကရန်ကုန်ခေတ္တကိုပြောပါရယ်။မနေ့ကစတေမာလာ6ရက်နေ့မနက်9နာရီခန့်မှာပခုတ်ကူမြို့နယ်တပ်မတရားတက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအနောက်ဖုံးကံပြူစောတိရွာကိုရောက်ရှိလာပြီးတော်လန်ရေးတပ်ဖွဲ့တွေက Rocket 5လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိပြီးအရေအတွက်ကိုတော့အတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ဒါအပြင်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့လေတော်လန်ရေးရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပကဖတက်ရင်တပခုတ်ကူမြို့နယ်ပကဖလက်နက်ကြီးတပ်ဖွဲ့ကော့ပရာ1 ဘာမော Revolution Rangers တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဘက်ကသတင်းကိုကြည့်အောင်ပါ။ကချင်ပြည်နယ်ဖားကန့်မြို့နယ်စမ်းကျဲကျေးရွာမှာတိုက်ပွဲဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ၅ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဖားကန့်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရင်မနေ့ကစက်တင်ဘာလ6ရက်နေ့မနက်4:00ခန်းအချိန်က ဖားကန့်မြို့နယ်မတ်မုံဖားပြင်ဖားကန့်လမ်းပေါ်မှာရှိတဲ့မော်တောင်စမ်းကျဲကြေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် KIA KPDF ပူပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ရာကနေအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်စမ်းကျဲကြီးရွာမစိုးရင်ကြောင်းတိုက်ကတန်ဃာတော်တပါအပါအဝင်ပြည်သူလေးဦးဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူတွေထဲမှာခလင်းငယ်တအူးလည်းပါဝင်နေတယ်လို့သိရပါတယ်။ ဒါအပြင်မနေ့ကစက်တင်ဘာလ6ရက်နေ့မနက်7:00နာရီခွဲအချိန်ကလေးဖားကံမြို့အေးမြတာယာရက်ကွက်အတွင်းကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ခလင်းငယ်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒီလိုမျိုးပဲအဲ့ဒီနေ့စက်တင်ဘာလ6ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA KPDF ပူးပေါင်းတပ်တွေကြားမော်တောင်းကြီးရွာမှာတိုက်ပွဲဖြစ်ပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေကဂေစကန်တခုဆုတ်ခွာပေးလိုက်ရကား ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ညပိုင်းကလေဖာကန်စိတ်မှုသွားလမ်းမအပေါ်မှာရှိတဲ့ယူမာကြီးရွာ Ever Myo Channel ကိုတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA KPDF ဖူပေါက်တပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဖာကန်ဒေသတစ်ခုလုံးစစ်ရေးတင်းမာနေတဲ့အခြေအနေရှိနေတဲ့အတွက်ကြောင့်စစ်ပေးဆောင်ဥယေထတ်တိုးလာအောင်မဲ့အတွက်ကြောင့်မို့လို့ဝိုင်းမို့ကူညီကြဖို့ပြင်ဆင်ထားကြပါလို့ဖားကန့်တရင်ရင်မြစ်ကတိုက်တွန်းထားပါတယ်။ အကြမ်းဖက်စစ်တပ်ကမေလနောင်ပိုင်းကနေစပြီးဖားကန့်ဒေသကိုစစ်ကြောင်းတွေဇက်တိုက်စေလွတ်ကစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်သဆိုးရွာကိုအကြမ်းဖက်စစ်တပ်က၃ရက်ဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်တရာကျော်ပြာကျခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့ကနေ4ရက်နေ့အထိကိုနထိုးကြီးမြို့နယ်တဆိုးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့်ပြည်သူပိုင်းနေအိမ်တရာကျော်မီးလောင်ပျက်ကျခဲ့ရပါတယ်။ဒါအပြင်ကျေးရွာနေပြည်သူတွေအပါအဝင်အနီးအနားမှာရှိတဲ့ကျေးရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေအားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။လက်ရှိချိန်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား မြင်းကြံမျိုးနဲ့အတွင်းကိုပြန်လဲဆုတ်ခွာသွားပြီးဒေတာအတွင်းတော်လန်ရေးတပ်ဖွဲ့တွေက နေမြေရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလိုပဲဩဂတ်စ်လပိုင်းကလည်းအကြံပတ်စစ်တပ်ကမြင်းကြံမျိုးနယ်နဲ့တထိုးကြီးမျိုးနယ်အဆက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးမြင်းကြံမျိုးနယ်မှာမြောက်ကုန်းရွာ၊ပျော်ပွေရွာ၊တမုံကိုင်းရွာ၊ဘလုံရွာနဲ့ကန်စစ်ရွာကပြည်သူအမျိုးသမီး9ဦးနဲ့အမျိုးသား9ဦးကိုတပ်ဖြတ်ခဲ့တဲ့အပြင်တထိုးကြီးမျိုးနယ်မှာရွာကြီးရွာ တဆိုးရွာတဲတော်ရွာနဲ့ကြောက်စဲရွာက အမျိုးသမီး၁၀ယောက်နဲ့အမျိုးသား၆ယောက်ကိုလည်းတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ချိန်ကလေနထိုးကြီးမြို့နယ်ကတဆိုးရွာမန်လေရွာ ကြောက်စဲရွာတဲတော်ရွာလက်ဝဲရွာချင်းရရွာကံရရှည်ရွာ လက်သက်ပကံရွာနဲ့မြေးကြံမြို့နယ်ကကံစင်တောင်ရွာမြောက်ရွာဘလုံးကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်ယာနဲ့ချီမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ